ားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီတစ်ခါတော့ကျွန်တော်တို့အာ Revit Dynamo ဆိုတဲ့ကောင်းစင်အောက်က sharing information across category ဆိုတဲ့အကြောင်းလေးကိုတင်ပြဆွေးနွေးတော့ပါမယ်အာဒီဇလန်ဖြစ်ရတဲ့ဖြစ်လာတဲ့အကြောင်းရင်းကတော့ကျွန်တော်တို့ပုံမှန်အဖြစ်အာ column တွေရဲ့ marking တွေ information တွေကိုအဲ့ဒီ column နဲ့ချိတ်ဆက်နေတဲ့ bank gap တွေစီမှာကျွန်တော်တို့ကဘယ်လို transfer လုပ်မလဲဘယ်လို share လုပ်မလဲဆိုတဲ့အကြောင်းကို အာမေးလာတဲ့မေးခွန်းပေါ်မှာဖြင်းတဲ့ဒီဗီဒီယိုလေးဖြစ်လာတယ်ပေါ့နော်โอเคအဲ့တော့ဒီဗီဒီယိုအဲဒီ dynamo script ရေးဖို့ဆိုလို့ရှိရင်ကျွန်တော် dynamo script နှစ်ခုရေးရမယ်တစ်ခုကကျတော့ column အတွက် column ဒီသူ့ရဲ့ grid location ပေါ်မှာတည်ပြီးတော့ကျွန်တော်တို့ marking တွေကိုဘယ်လိုထည့်လဲဆိုတဲ့အကြောင်းပါမယ်ပြီးရင်ဒုတိယအဆင့်နေနဲ့ဆိုလို့ရှိရင်တော့ဒီ column ထဲမှာထည့်လိုက်တဲ့အဲဒီ column marking တွေကိုပိုင်းကက်စီကိုဘယ်လို transfer လုပ်မလဲဆိုတဲ့အကြောင်းပေါ့နော်ဆိုတော့ current system နေနဲ့ဆိုလို့ရှိရင်တော့ current setup နေနဲ့ကျွန်တော်မှာ2024ကိုသုံးထားတယ်အဲ့အတွက် animal version က2.19ဖြစ်မယ်အဲ့တော့ဒီ script အာပထမ script ကတော့ပြဿနာသိမ်းရှိဘူးဒီ column ရဲ့ဒီ grid location ကနေပြီးတော့ column marking နဲ့ကို grid location ဆွဲယူရတာကတော့အဲ့ဒါကတော့ဘယ် additional package မှမလိုဘူးဒါပေမဲ့ column ရဲ့အာ parameter information တခုကိုပိုင်းကက်စီကို ျွန်တော်တို့က share လုပ်မယ် transfer လုပ်မယ်ဆိုလို့ရှိရင်တော့ဒီနေရာမှာ beam of note ဆိုတဲ့ additional package တစ်ခုလိုပါမယ် okay ဒါတော့လိုအပ်ချက်ပါเนาะကျွန်တော်တို့ရဲ့ outline နေလဲဆိုရင်တော့အရင်ဆုံး update လုပ်မယ် grid information တွေကို column structure column စီကိုထည့်မယ်ပြီးလို့ရှိရင်အာ column information တွေကိုကျွန်တော်တို့က structural foundation ရှိကိုထည့်မယ်ပေါ့နော်ဒါကတော့လိုချင်တဲ့ process ပေါ့ okay အဲ့တော့ကျွန်တော်ဘာတွေပြင်ဆင်ထားလဲဆိုတော့အရင်ဆုံး column layout တစ်ခုရှိမယ်ဒီ column ကတော့ကျွန်တော်တို့ ဒီ foundation နဲ့ foundation ပိုင်ကက်တွေနဲ့ချိတ်ဆက်ထားတဲ့အာနာမအနည်းဆုံးရှိတဲ့ column ပေါ့နော် column လေးပေါ့အဲ့တော့အဲ့ဒီ column ဒီ location ဒီဘယ်မှာရှိမလဲဆိုတော့ level သူ base level ဒီ top of file ကမှာရှိမယ် top level ဒီ level 1မှာရှိမယ်ပေါ့နော်ဒါဒီ column လေးရှိနေတယ် column လေးမှာကျွန်တော်ကလောလောဆယ် marketing လေးတွေထည့်ထားတယ်ဒီ marketing လေးတွေကတော့အာဘာလို့ဖော်ပြမလဲဆိုတော့ column ရဲ့ mark တွေကိုဖော်ပြမယ်ပေါ့နော် column ရဲ့ mark တွေကိုဖော်ပြမယ် တော့ဒီနေရာမှာကိုက column mark အသုံးပြုခြင်းမို့ဘာလို့ column mark ဒီ sensitive ဖြစ်တယ်ဘာလို့လဲဆိုတော့အာ information repeat ဖြစ်လို့မျိုးသူဒီ unique ဖြစ်တယ်ပေါ့နော်အဲ့တော့တကယ်လို့ကိုကအာ unique မဖြစ်ခြင်းမို့တခြား parameter သုံးနေတယ်ဆိုလို့ရှိရင်တော့လေအဲ့ဒီ parameter ကိုကိုရဲ့ column mark မှာအစားထိုးပေါ့နော်ကျွန်တော်ကတော့လောလောဆယ်အာ mark ဆိုတဲ့ parameter ကိုပဲအသုံးပြုထားတယ်ပေါ့နော်အသုံးပြုပြီးတော့ဒီမှာ column နေမှာ assign ထည့်ထားတယ်ဒီ level မှာပေါ့ โอเคဒါပြီးလို့ရှိရင်တော့ကျွန်တော်တို့ banket လေးရောပေါ့ banket လေးရောမှာဆိုလို့ရှိရင် banket တွေရှိမယ်တချို့ banket တွေကတော့ wall နဲ့ချိန်နေတယ်တချို့ banket တွေကတော့ column နဲ့ချိန်နေတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အခုက column က information ကိုယူมาဆိုတော့ဒီမှာလာပြီးတော့ reflection မဲ့ information တွေဒီ column နဲ့ချိန်ထားတဲ့ banket တွေရဲ့အိမ်မှာပဲလာပြီးတော့ပေါ်နေမှာပေါ့အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဟောဒီ banket marking ယူထားတယ် banket marking ဒီ property ဆောက်ထားလဲဆိုတော့သူ့မှာဆိုရင်ကျွန်တော်တို့အပေါ်မှာဆိုလို့ရှိရင် သူနဲ့ချိန်ထားတဲ့ ူနဲ့ဆက်နွယ်နေတဲ့ column ရဲ့ marking ပေါ့နော် information တခုကိုရှိမယ်ပြီးလို့ရှိရင်သူ့ရဲ့ bucket ရဲ့ information ရှိမယ်ပြီးလို့ရှိရင်သူ့ရဲ့အာဆိုပါစို့ the cut off level တော့လကောက်ပြီးလို့ရှိရင် jk jk ရှိမှာမဟုတ်လားစပြမှာ load ရအောက်ကဟာတွေလည်းစိတ်မစားသေးဘူးဟောဒီ column marking ကိုပဲရင်းစိတ်ဝင်သားပါနော်ဘာလို့ဒါတွေကသူကသူ့ရဲ့ share parameter တွေကဘာတွေနဲ့ထည့်ထားတယ်လဲဆိုတာကြည့်အောင်မှာဒါဆိုလို့ရှိရင်သူဒီ type map ကိုတုံးထားတယ်ပေါ့နော်ဒီ type map ကိုတုံးထားတယ် တော့ time mark ထဲမှာဒီ information ရှိနေမှာသူဒီလာပေါ်မှာပေါ့နော် loser ဆိုဒီမှာဆိုရင်အာမပေါ်ဘူးဘာလို့လဲဆိုတော့ time mark မှာ information မရှိလို့ပေါ့နော်ဒီ already time mark မှာဒီ information မရှိတဲ့အတွက်သူဒီပေါ်မနေဘူးပေါ့ဒါပါတော့နော်ပေါ်ခြင်းလဲဆိုလို့ရှိရင်တော့ကျွန်တော်ဒါဟုတ်ဒီ copy ကူးခြင်းကူးမကူးခြင်း script ကူးရေးပြီးတော့တုံးလို့ရမယ် okay တော့ကျွန်တော်တို့ကဒါကြတော့ဒီဒီ category တခုတည်း family တခုတည်းအောက်မှာပဲအာ ဒီမတူညီတဲ့ဒီ parameter တွေကိုထဲမှာရှိတဲ့ information တွေကို internally share တာပေါ့ဒါကတော့တပိုင်းပဲဗျဒါကတော့လွယ်တယ်သိမကော Okay Okay အဲ့တော့ဘယ်လိုသွားမလဲဆိုတော့ကျွန်တော်တို့အရင်ဆုံး column ကိုသွားမယ် Okay အဲ့တော့ဒီနေရာမှာကျွန်တော် dynamo player ဖွင့်ထားတယ် dynamo player ထဲမှာမှကျွန်တော်ဒီပါရှိမလဲဆိုတော့ column marking ကိုယူမယ်ဘယ်ကနေပြီးတော့လဲဆိုတော့ column location mark ကနေပြီးတော့ column location mark ဆိုတော့ပါလဲဆိုတော့ပြောရရင်တော့ဟိုဒီ column 2ကို select ပေးလိုက်လို့ရှိရင်သူဒီ ဒီ column ရဲ့ location ပါเนาะဒီ location map ကိုပြောတာဒီ location map ဒီ automatic သူဒီဒီအနည်းဆုံး grid တွေကိုသူဒီပြပေးလိမ့်မယ်တကယ်လို့ grid နဲ့ဝေးတယ်ဆိုလို့ရှိရင်လည်းသူကဒီမှာပါလိမ့်လားမလဲဆိုတော့နောက်ကနေပြီးတော့ value တွေထပ်လာတယ်ဒါပေမဲ့ကျွန်တော်တို့က column marking တွေထည့်တဲ့အခါကျတော့အဲ့ဒီ value တွေကိုမလို့ကြည့်အောင်အဲ့ value တွေအစားမမေးပြီးနောက်ကနေပြီးတော့1 2 3 4ဆိုလောက်အောင်တစ်ခုခုထည့်ကျင်တယ်ပေါ့เนาะဒါမျိုးတွေပေါ့နောက်တစ်ခုကကျတော့ hierarchy column marking မှာ ဆိုလို့ရှိရင် column location map နဲ့ direct ထည့်မယ်ဆိုဘာတွေဖြစ်မလဲဆိုလို့ရှိရင်ဒီ grid horizontal grid နဲ့ vertical grid ရဲ့ java dash တွေရှိတယ်ဒါမျိုးတွေလည်းမပေါ်ယူဆိုတာမျိုးပေါ့နော် okay အဲ့တော့ကျွန်တော်ဒီ descript လေးကိုရေးထားတယ် descript လေးကိုကျွန်တော်တို့ကဖွင့်လိုက်မယ်ဆိုရင်ဘာဖြစ်မလဲဆိုတော့သူ့ရဲ့ input ရှိမှာပေါ့နော် okay အဲ့တော့ဒီနေရာမှာကျွန်တော်တို့ကဘာဖြစ်နေလဲမလဲဆိုတဲ့အခါကျတော့ hori column နေသည်အာ level တိုင်းမှာရှိတာဗောနော် trade area view ကနေကြည့်လိုက်မယ်ဆိုလို့ရှင် trade view ကနေကျွန်တော်တို့ကကြည့်လိုက်မယ်ဆိုလို့ရှင် overall ဆို column နေသည်တော့ရောက်ရှိနေမှာဟုတ်ပြီနော်တော့ရောက်ရှိနေမှာဆိုတော့ဒီနေရာမှာကျွန်တော်တို့ကကျွန်တော်တို့ရဲ့ column ကို hori out hori ပိုင်ကနေချိတ်ဆက်နေတဲ့အပိုင်းလေးက column ကိုပဲကိုယ် marking ပေးနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကို level အားဖြင့်ကျွန်တော်ကဖြတ်လိုက်တယ်အဲ့တော့ level ကိုပါလို့မလဲဆိုတော့ base level နဲ့ကျွန်တော်ကဖြတ်ထားတဲ့အတွက် base level ဒီ top of pipe ဖြစ်နေမှာပေါ့နော်ဒီ level နဲ့ဖြတ်ထားမယ်ပြီးလို့ရှိရင် parameter name မှာကျွန်တော်တို့က mark ကိုပေးမယ်ပေါ့နော် okay တခုရှိတာတော့ mark ကိုပေးမယ်ဆိုလို့ရှိရင်ဒီ the flows တွေကတော့အဆင်ပြေတယ်ပြီးရင်အပေါ် flow တွေကြလို့ရှိရင်တော့အာသွားပြီးတော့ marking တူလို့ရှိရင်တော့ short နည်းနည်းရှိတယ်အဲ့တော့အဲ့ဒါကြောင့်မလို့ဖြစ်နိုင်လို့ရှိရင်တော့ mark ကိုမတုံးမယ်နဲ့တခြားတော့အာကိုယ့်ရဲ့ဒီ company standard ထဲမှာရှိတဲ့ share parameter တခုကိုသုံးပါเนาะဒီမှာအတော့ကျွန်တော်က level တခုတည်းကိုပြတဲ့အတွက်ကျွန်တော်ဒီ mark နဲ့ပဲသွားလိုက်မယ် okay mark နဲ့သွားလိုက်မယ်ဒါဆိုလို့ရှိရင်လောလောဆယ်အားဖြင့်ဟောဒီ column mark တွေဒီဘာဖြစ်နေလဲဆိုတော့ MD ဖြစ်နေတယ်เนาะဒီနေရာမှာ column mark column comment နဲ့ပဲထည့်လိုက်အောင်ပါเนาะ mark တက်စားလို့ရှိရင် okay comment နဲ့ဆိုပို့စင် comment ကျတော့သူက overlap လေးလက်ခံတယ် comment ပြလိုက်မယ် comment ဆက်ပဲပေးလိုက်မယ်။ဒါဆိုတော့ဒီမှာလဲ schedule လဲကျွန်တော် comment ဆက်လုပ်ထားလို့အဲ့ column ကိုကျွန်တော် schedule ဖန်နေထားတယ်ဒီ schedule ကလည်းဘယ်လိုပုံစံဖန်နေထားလဲဆိုတော့ level 1နဲ့သူ့ရဲ့အာ base level ကိုကျွန်တော်က top of packet ဆိုတဲ့ level နဲ့ကျွန်တော် filter ကောက်ထားတဲ့အတွက်ကြောင့်မလို့ hurry schedule ပေါ်မှာပေါ်လာတဲ့ information တွေဒီဒီအာ base level top of packet နဲ့ဆက်နွယ်တဲ့ column တွေကိုပဲမြင်ရမှာပေါ့နော်โอเคဒါရပြီဆိုရင်ကျွန်တော်တို့ကဒီချိန်နေမှာ run ချလိုက်မယ် run ချလိုက်တာနဲ့ကျွန်တော်တို့ဒီပါတွေရမယ်ဆိုတော့ကျွန်တော်တို့ရဲ့အာဒီ column ထဲမှာရှိတဲ့ comment ဆိုတဲ့ information ထဲမှာဟောဒီအာမကင်နေဒီဝင်သွားပြီအဲ့တော့ဒီနေရာမှာတော့ update မဖြစ်ဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒါဒီ map ကိုယူထားတဲ့အတွက်ကြောင့်ပေါ့နော်ဒီနေရာမှာကျွန်တော်က comment နဲ့ပြောင်းရင်လွယ်တယ် edit လုပ်လိုက်မယ်ပြီးလို့ရှိရင်ဒီ information မှာနှစ်ခုမှာဒီကောင်ကိုကျွန်တော်ကဘာလုပ်လိုက်မလဲဆိုတော့ထုတ်လိုက်မယ် ဆိုလို့ရှိရင် comment နဲ့အစာထိုးလိုက်မှာဗျာနော်တော်တော်ကြာတော့အလွယ်လို့တော့ဗျာဒီတိုင်းပြောရအောင်တော့တခြား family တကူနဲ့အစာထိုးအောင်ပါဗောအဲ comment လုပ်လိုက်မယ်ဒီနေရာမှာအာဆိုတော့ CMT ဗောဒါပါတော့ဒါလေးပြည်တယ် copy ပို့လိုက်မယ် line လုံးမယ် okay လုံးမယ်သူနှစ်ခုရှိတာကိုကျွန်တော်ကဒီလိုမျိုးတောင်းပြယူလာတာဖြစ်တဲ့အတွက်ကြောင့်မလို့နောက်တစ်ခုလည်းတကောင်ကိုထောက်မယ်ပြီးရင် comment မှာ comment ပဲပေါ့ comment မှာ comment တော့ဒါ instant barometer ပေါ့နော်ဒီနေရာမှာဒါနဲ့စာထိုးလိုက်မယ်ရပြီဆိုရင်သူ့ကို save လုပ်ပြီးတော့အာ okay yes ပဲထားလိုက်ပေါ့နော်ပြီးလို့ရှင်လုတ်ပြန်လုတ်ချလိုက်မယ် override လုပ်လိုက်မယ် okay ဒါဆိုလို့ရှင်ဒီမှာတခါလဲ column marking နေဝင်ချလိုက်မယ်အဲ့တော့ဒီ grade ဒီဒီ column ဒီ a a a prime နဲ့ ဒါ graphite နဲ့ intersection မှာရှိတဲ့အတွက်ကြောင့်မလို့ဒါတွေပေါ်လာတယ်ပေါ့နော်ဒီတော့တကယ်ဒါပဲတကယ်လည်းပြောရအောင် selection ဆက်လက်ပေးလိုက်ရင် okay ဒီမှာဆိုရင်တော့ပေါ်တော့ပေါ်တိုင်းပေါ့နော်ဒီကောင်းဆိုရင်ဘာဖြစ်မလဲ value တွေတချို့ဒီ offset ဖြစ်နေလို့ရှိရင်လည်း value တွေကဒီမှာလာပေါ်တော့ပေါ့နော်ဒါမျိုးတွေရှိတယ်အဲ့တော့ဒါမျိုးတွေကိုကိုယ်က sorry script နဲ့ run ချလိုက်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ column instant instantly ပေါ့နော်ဒီ column တစ်ချောင်းချင်းစီရဲ့ marking တွေကိုကျွန်တော်တို့ကရရလိမ့်မယ် okay ဒါဒီ column marking ကို ကျွန်တော်တို့ထည့်တာပါเนาะ okay အဲ့တော့ column marking နေနဲ့ comment တွေကဒီ column နဲ့ကိုရောက်သွားပြီဒီမှာလည်းပေါ်လာပြီဒါဆိုရင်ဘယ်လိုသွားမလဲဆိုတော့ bucket ကိုသွားမယ်အဲ့တော့ bucket သွားမယ်ဆိုတော့ဒီနေရာမှာဆိုလို့ရှိရင်ကျွန်တော်တို့က bucket ကိုဖွင့်ရမယ်ဆိုတော့ bucket ကိုလည်းကျွန်တော်က schedule လုပ်ထားပေးတာပေါ့เนาะအဲ့တော့ဘယ်သွားမလဲဆိုတော့အာဘိုင်းကမန့်ချင်းနဲ့ဖောင်ဒေးရှင်းကိုသွားလိုက်မယ်အဲ့တော့ဖောင်ဒေးရှင်းမှာရောက်လာပြီလောလောဆယ်အပြင်ဖောင်ဒေးရှင်းမှာလည်းကျွန်တော်ဒီနေရာမှာ ဘာကိုပဲတုံထားလဲဆိုတော့ edit လုပ်ပြီးကြည့်လိုက်မယ်ဆိုရင်သူတီထဲဝင်လာတဲ့ဒီ information ဒီဘာဖြစ်မလဲဆိုတော့ comment ကိုပဲထည့်ထားတယ်ပေါ့နော် column number ပေါ့ဒါထည့်ထားပြီးသားဖြစ်တယ်လို့ကျွန်တော်ဒီလုတ်လို့ရမလို့ဘူး no နဲ့ထားထားလိုက်မယ်အဲ့တော့ခုနက column ရဲ့ information တွေဒီထဲကိုဝင်လာခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ကဒီဘက်ကိုလာမယ်ပြီးရင် update pc information from column ကိုနှိပ်လိုက်မယ်ဒီနေရာမှာ category နေနဲ့ဆိုရင်တကယ်တော့ဒီ category နှစ်ခုကပါကြတော့မလို့ပေါ့ဗျာနော်ကျွန်တော်ကဟိုထဲမှာထည့်ထားမိလို့အဲ့တော့ဒီနေရာမှာ column မြဲ parameter info နဲ့ဆိုလို့ရှိရင်ဆိုရင်ကျွန်တော်ဒီ comment ကိုပဲယူမယ် okay ပြီးတော့တော့ပါလာမလဲဆိုတော့ဒီနေရာမှာကျွန်တော်တို့က sort လေးကိုဖြုတ်လိုက်မယ်ဒါဆိုရှင်းပါမယ်ဒါဆိုရင်ဒီ column မြဲ reference ဒီ column ရဲ့ reference location reference level ဒီ base level ကိုယူထားမယ်ပြီးလို့ရှိရင် ာရီအာ base level ဆိုတဲ့သဘောဒီ base level ကိုယူခြင်းတဲ့သဘောပေါ့နော်ဒါပြောခြင်းတဲ့ base level ဒါပဲပြီးလို့ရှိရင် column ရဲ့ parameter name တွေ comments တွေက information ကိုပိုင်းကဲ့ရဲ့ comment ဆိုတဲ့ information ကို transfer လုပ်မှာပေါ့နော်ဒါရပြီဆိုရင်ကျွန်တော်တို့က run ချလိုက်မယ် okay run ချလိုက်ပြီဆိုတာနဲ့ချိန်လေးနည်းနည်းပေးလိုက်လို့ရှိရင်သူတွေဒီမှာ update တခါလေးလာဖြစ်လိမ့်မယ်ဟောဒီ column ရဲ့အာ comment information ကပိုင်ကက်စီကိုရောက်လာပြီတချို့ပိုင်ကက်ဒီမှာတော့ information မရှိဘူးဘာလို့လဲဆိုတော့သူဒီ column နဲ့ sender မျိုးမရှိတဲ့အတွက်ကြောင့်ပေါ့နော်သူဒီပိုင်ကက်တက်တက်ပဲဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့မရဘူးဗျာနော်ဒီကောင်းနေဆိုလို့ရှိရင်လည်းဒီကောင်းနေပါဖြစ်တဲ့ column သူဒီ column နဲ့ column ပဲဒါပေမဲ့သူ column information နဲ့အများကြီးဖြစ်နေတယ်အများကြီးဖြစ်နေတော့သူဒီဘာလို့ပေးရမှန်းမသိတော့မပေးဘူးပေါ့နော်ဒါပါတော့ဒီသဘောလေးတော့ရှိတာပေါ့ ဒါလေးကတော့ကိုကကိုကကိုပြန်ပြီးတော့ပြန်ပေးပါတော့ဘယ်ဘယ်မကင်ပေးမှလဲဆိုတဲ့အကြောင်းဒီလို wall ဆိုလို့ရှိရင်လည်းကျွန်တော်တို့မှာ information မရှိဘူးပေါ့နော်အဲ့တော့မပေါ်ဘူးပေါ့ဒါပဲအဲ့တော့ column နေနဲ့ချိန်ဆက်နေတဲ့အာ packet တွေဆိုလို့ရှိရင်တော့ပါမယ်ပေါ်လာမယ်ပေါ့နော်ဒီနည်းနဲ့ကျွန်တော်တို့ဒီအာဟာလေး column တွေက information တွေကို packet စီကို transfer လုပ်တယ်ပေါ့နော်ဒါကတော့လုပ်တဲ့ process ပေါ့ okay အာ အဲ့တော့ဟောဒီအာ script ရဲ့အကြောင်းလေးတွေကိုဆက်ပြီးတော့သွားဆိုတော့ကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ define လေးကို synchronize လောက်ထားလိုက်မယ်အရင်ဆုံး first script ကိုသွားမယ်ပေါ့နော် first script ကိုသွားမယ်ဆိုရင် manager အောင်မှာကျွန်တော် dynamo ကိုဖွင့်လိုက်မယ် Okay ဒါနဲ့မပွင့်လာပြီဆိုတော့ဒါနဲ့မပွင့်လာပြီဆိုရင်ကျွန်တော်တို့ကဒါလေးကိုနည်းနည်းလေးဆွဲချဲ့လိုက်မယ်တည်တားလိုက်မယ်ဒါရပလေးအောင်ကြောက်ပိတ်လိုက်မယ် Okay အဲဆိုရင် movie ရှင်းအောင်မယ် Okay ဒီနေရာမှာကျွန်တော်တို့ကအရင်ဆုံး column marking ကိုယူမယ်ဆိုတော့ open လုပ်လိုက်မယ် location တွားလိုက်မယ် column marking ကိုယူလိုက်မယ်ခြေပိတားလေးပဲပြလိုက်မယ်ဘောနော်စာအနေတော့ပြန်ရေးမရေးတော့ဘူး โอเคပထမအဦးဆုံးအနေနဲ့ကျွန်တော်တို့ကဘာလိုအပ်တယ်လဲဆိုတဲ့အခါကျတော့ဟောဒီ column category ကနေ column ဆိုတဲ့ element တွေကိုဆွဲထုတ်မယ်ပြီးရင် column ဆိုတဲ့ element တွေကနေပြီးတော့သူ့ရဲ့ base level ကိုဆွဲထုတ်မယ် base level ဒီအနေနဲ့ဆိုရင် column တွေဒီ level 1နေ level 2တွားတယ် level 2ကနေ level 3တွားတယ်စသဖြင့်ရှိမှာပေါ့နော်အဲ့တော့ဒီကနေ level တွေထွက်လာ။ level တွေထွက်လာပြီဆိုတဲ့အခါကျတော့မှအဲ့ဒီ level တွေကိုမှကျွန်တော်တို့ကကျွန်တော်တို့ရွေးချယ်ခြင်းနဲ့ level နဲ့ကျွန်တော်တို့က အာ filter လောက်ချပြီးတော့ထွက်လာတဲ့ element တွေဒီ level ကိုရွေးချယ်လိုက်တဲ့ level နဲ့ဆက်နွယ်တဲ့ element တွေပဲထွက်လာမှာပေါ့နော်ထွက်လာမှာဆိုထွက်လာပြီဆိုတဲ့ခါကျတော့မှထွက်လာတဲ့ element ကိုဒေကာမှာ column location map ကိုဆွဲထုတ်လိုက်မယ် column location map ဆွဲထုတ်လိုက်ပြီးဆိုရင်ပထမအဦးဆုံးအနေနဲ့ column location map မှာပါတဲ့ dash တွေကို အရင်အဦးဆုံးဖြုတ်လိုက်တယ်ပြီးရင်ဘာတွေကိုပါထပ်ပြီးတော့ split လုပ်လဲဆိုတော့ ခွင်းစားခွင့်ပေးတွေခွင်းစားခွင့်ပေးတွေကဘယ်လိုအခြေအနေမျိုးတွေလဲဆိုတော့တချို့ column တွေဒီ grid တွေနဲ့အဝေးမှရှိတဲ့ခါကြလို့ရှိရင်အဲ့ဒီဝေးသွားတဲ့ distance တွေကိုခွင်းစားခွင့်ပေးတွေနဲ့ပြရတယ်အဲ့တော့အဲ့ဒီခွင်းစားခွင့်ပေးတွေကိုပါကျွန်တော်တို့က split လောက်ချလိုက်တယ်ပြီးတော့မှ8ထဲနေမှာကျွန်တော်တို့လိုချင်တဲ့ information တွေကိုပဲဆွတ်ထုတ်လိုက်တယ်အဲ့ဒီနေမှာတော့ကျွန်တော်တို့ကဘာတောင်းထားလဲဆိုတော့ဒီကောင်လေးဒီဘာလုပ်တဲ့ဟာလေးလဲဆိုတော့အာဒီဘယ်ပြောမလဲဆိုတော့ဒီ information ဒီထဲမှာပါတဲ့ information တွေက အာဘာလုပ်လိုက်တာလဲဆိုတော့ဒီဒုတိယနေပြီးတော့အဲ့ဒီဒီဒီထဲမှာပါတာတဲ့ list တွေက information ပေါ့နော် open okay အဲ့တော့ဒီလိုပြောရင်ပိုကောင်းမယ်ဘယ်လိုပြောရင်ကောင်းမလဲဆိုတော့ကျွန်တော်ဒီနားကနေပြီးတော့အာအရင်ဥဆုံး filter ခံလိုက်ဟာခံလိုက်တာကောင်းမယ် freeze လောက်လိုက်မယ်ပေါ့နော် freeze လောက်လိုက်မယ်ဘယ်ထိလာမလဲဆိုတော့ဒီထိလာလိုက်ပြီဒီကနေပြီးတော့ okay ဒီလိုလာလိုက်မယ် freeze လောက်လိုက်မယ် ဒါဆိုနောက်ပိုင်းမမြင်ရတော့ဘူးပေါ့โอเคဒါလေးကိုကျွန်တော်တို့က run ကြည့်လိုက်မယ်ဆိုလို့ရှိရင်ခုနကပါဖြစ်လာပြီးတော့ filter လောက်တော့ထွက်လာတယ်ဒီမှာ column marking တွေကဒီလိုပုံစံအနေနဲ့ထွက်လာတယ်โอเคဒီလိုပုံစံနဲ့ထွက်လာတဲ့ column marking တွေကိုကျွန်တော်တို့ကဒီ dash တွေဖြုတ်လိုက်တဲ့အတွက်ဒီမှာထွက်လာတဲ့ string တွေ dash တွေပြုတ်သွားတယ်ဒါပေမဲ့ဘာတွေရှိနေသေးလဲဆိုတဲ့အခါကျတော့သူရဲ့ဒီနောက်ကနောက်ဆက်တွဲ value တွေရှိနေသေးတယ် အဲ့နောက်ဆက်တဲ့ value တွေကိုကျွန်တော်တို့က hurry split ကိုသုံးပြီးတော့ခွဲခြားလိုက်တော့ဘာတွေဖြစ်သွားလဲဆိုတော့အာဒီခွင့်စားခွင့်ပေးမရှိတဲ့ကောင်တွေကတော့သူက list ခုမှတစ်ခုချင်းစီပဲရှိနေပြီးတော့ခွင့်စားခွင့်ပေးရှိတဲ့ဟာတွေကြတော့သူဒီ information တွေနှစ်ခုဒီ sub list တွေအောက်မှာ information တွေဒီနှစ်ခုဒါမှမဟုတ်ရှင်သုံးခုစသဖြင့်ရှိနေတာပေါ့နော်အဲ့ရှိနေတဲ့တချို့ဆိုလေးခုတော့ရှိတယ်အဲ့တော့အဲ့ဒီကောင်ကိုဒီရှိနေတဲ့ဒီလက်ရှိရှိနေတဲ့ list arrangement ကို transpose လုပ်လိုက်တဲ့ direct transpose ကဘာဖြစ်သွားလဲဆိုတော့ အဲဒီကနေပြီးတော့ထွက်လာတဲ့ information ဒီပထမ list ဒီသူကအရှိဆုံးကခရှင်ရှင်းနံပါတ်တွေပဲရမယ်ပြီးလို့ရှိရင်ဒုတိယ list မှာကြတော့အာမရှိဘူးဆိုရင်နားလေဖြစ်မယ်ရှိတယ်ဆိုလို့ရှိရင်ဘာတွေရှိမလဲဆိုဒီနေရာမှာကျတော့နံပါတ်တွေဖြစ်လာအောင်အဲ့တော့နံပါတ်တွေဒီ list 0ဒီကျွန်တော်တို့လိုချင်တဲ့ information ဒီလိုပေါ့နော် list 0ဒီကျွန်တော်တို့လိုချင်တဲ့ information list 1ဒီကျွန်တော်တို့မလိုချင်တဲ့ information list 2ဒီကျွန်တော်တို့လိုချင်တဲ့ information list 3ဒီကျွန်တော်တို့မလိုချင်တဲ့ information ပေါ့ဒါမျိုးတွေထွက်လာမယ်အဲ့တော့အဲ့ဒီဟာကနေပြီးတော့ကျွန်တော်တို့က list 0နဲ့ list 2ကိုဆွဲထုတ်လိုက်တယ်ဆွဲထုတ်လိုက်ပြီးတော့မှအဲ့ထဲက list 2ကထွက်လာတဲ့ဟာကိုမှဒီကောင်ကဘာလုပ်တာလဲဆိုတော့ပြောလို့ရှိရင်တော့ဒီကောင်ကကျွန်တော်တို့ဒီအာသူကဒီ list ထဲမှာရှိတဲ့ဟာကိုအစားထိုးတာပေါ့နော်ပြောလို့ရှိရင်တော့သူကဘာလုပ်လိုက်တာလဲဆိုတော့ဟောဒီကောင်ကထွက်လာတဲ့ ဘာမျိုးကျွန်တော် wash နဲ့ကြည်လိုက်မယ် wash နဲ့ကြည်လိုက်မယ် wash နဲ့ကြည်ပြီးတော့ဒါလေးကိုဒီလိုကြည်လိုက်မယ်ရမ်းကြည်လိုက်မယ်အထွက်လာတဲ့ဒီနားလေးပေါ့နော် နားလေးထွက်လာတယ်ပြောလို့ရှိရင်တော့ဒီနားလေးနေရာမှာကျွန်တော်တို့ကအာဒီနားလေးကိုအာ replace လုပ်တာပေါ့နော်တကယ်တော့နား replace ရှိတယ်ဗျဟောဒီတည်းမှာ note ပေါ့နော်ဒါပေမဲ့အဲ့ note ကဘာဖြစ်နေလဲဆိုတော့သူ့ထဲမှာရှိတဲ့ python ဒီ အာ python 2. something ပဲဖြစ်နေတယ်အဲ့တော့အဆင်မပြေဘူးကျွန်တော်ဒီမှာရှိတာလည်း2.7ကိုပါ version က3.2.1လာမလို့ရှိတယ်သူကဘာနဲ့ base လုပ်ထားလဲဆိုတော့2.4အဲ2.4နဲ့လာပါလားမသိဘူး base လုပ်ထားတဲ့အတွက်ကြောင့်အဆင်မပြေဘူးအဲ့ဒီကောင်ကဘာနှုတ်လဲဆိုတော့အာနာ replace replace now ထင်တယ် replace replace now ဘာလို့ replace now မှာမှာ ဟာဒီ global ဆက်ကြည့်တဲ့တခြားဟာတွေလည်းရှိတယ်ဗောနဒီကောင်လေးသုံးလည်းရတယ်ဒါပေမဲ့ကျွန်တော်ရှိမှကျွန်တော်အစင်မပြေလို့မသုံးတော့ဗောနဒီကောင်သုံးလိုက်လည်းရတယ်သုံးလိုက်ပြီးတော့အဲ့ဒီနားလင်နေရာမှာကျွန်တော်ကဘာနဲ့အစာထိုးလိုက်တာလဲဆိုတော့ဟာဒီအာဒီ double coat နဲ့အစာထိုးလိုက်တာအစာထိုးလိုက်တော့ထွက်လာတဲ့ information ကဘာထွက်လာလဲဆိုတဲ့အခါကျတော့ run လိုက်လို့ရှိရင်အဲ့ဒီနေရာတွေမှာ dash တွေပဲထွက်လာတယ်အဲအပပြောရမယ့် dash တယ်လေဟိုနားလင်နေရာတွေမှာဘာမှမရှိတော့ဘူး blank တွေထွက်လာတယ် တော့ပြောတယ် blank နဲ့ထွက်ချလာတယ်ရှိတဲ့ information ကတော့ရှိတယ်ပေါ့ဗျာနော်ဒါပါတော့အဲ့တော့ထွက်လာတဲ့ဟာကိုကျွန်တော်တို့ကဒီထဲထည့်ပြီးတော့ပေါင်းလိုက်တယ် okay ပေါင်းလိုက်ပြီးတော့ဘာဖြစ်လာပြီလဲဆိုတော့ဒီကောင် unfrozen frozen လုပ်လိုက်မယ်ပြီးတော့မှဟောရီထွက်လာတဲ့ထဲမှာမှဒီအိမ်မှာဘာထပ်ဖြစ်လာလဲဆိုတဲ့အခါကျတော့အဲဒီနေရာနေပြီးတော့ကျွန်တော်တို့ကဘာထပ်လုပ်ရမလဲဆိုတော့ဒီနေရာနေထပ်ပြီးတော့ block ထပ်လုပ်ရမယ် okay အဲ့တော့ဒီနေရာမှာ အပေါ်က information ငါကျွန်တော်လိုချင်တဲ့ information ဒီအောက်ထဲကကျွန်တော်နားတွေရှိနေတာတွေကိုဖယ်လိုက်ပြီးတော့နားတွေကိုဒီဘာခေါ်မလဲ blank information နဲ့အစားထိုးလိုက်တယ် value ရှိတဲ့ဟာအဲ့တော့ value ရှိတာပေါ့ဒီနှစ်ကိုပေါင်းလိုက်တယ်ပေါင်းလိုက်တော့ဘာထွက်လာလဲဆိုတဲ့အခါကျတော့ဒီနေရာမှာသူကဒီက information နေနဲ့အနောက်ကရှိတဲ့မရှိတဲ့ information ကြတော့ဘာမှမရှိဘူး ကယ်လို့သူကရှိတဲ့ information ကြတော့ဒီနောက်မှလာပြီးတော့လပောင်းလိုက်မယ်အဲဒီလိုပုံစံမျိုးတွေလပောင်းတာပေါ့နော်ဒီလိုလပောင်းသွားမယ်အဲလပောင်းသွားပြီးတော့ထွက်လာမယ်ဒါပေမဲ့ဒီနေရာမှာလည်းပါဖြစ်နေလဲဆိုတော့တချို့နေရာတွေမှာကြတော့သူကထပ်နေတယ်ဆိုတော့ a တပကုတ်2လို့ဆိုလို့ရှိရင်လည်းမှနှစ်ခုဖြစ်တယ်နှစ်ခုဆိုရင်ကျွန်တော်တို့ mark ထဲကိုထည့်လို့ရှိရင်အာသူ့ရဲ့ information က unit information ဖြစ်ရမယ်ဆိုတော့ warning တက်မှာဆိုလို့ဒီနေရာမှာပါလို့လဲလဲဆိုတော့ object identity တွေနဲ့ဆွဲထုတ်လိုက်ပြီးတော့ group ဆွဲထုတ်လိုက်တယ် group ဆွဲထုတ်လိုက်ပြီးထွက်လာတဲ့ဟာပေါ်မူတည်ပြီးတော့မှခုနကအာတူနေတဲ့နံပါတ်2နေတဲ့ဟာတွေရဲ့နောက်မှာ1 2 3 4ကိုအစားထိုးပြီးထည့်လိုက်တော့ကျွန်တော်တို့ဒီနေရာမှာတူနေတဲ့ဟာတွေဒီ1 2 3 4အနေနဲ့ထွက်လာမှာပေါ့နော်အဲ့တော့ဒီနေရာ flatten ရဲ့ဒီဘက်အလွန်မှာဒါလေးကိုခဏ freeze လုပ်လိုက်မယ်ပြီး run ကြည့်လိုက်မယ်အဲ့တော့သူဒီဒီမှာဘာဖြစ်လာမလဲဆိုတဲ့အခါကျတော့ဟာဒီထဲမှာထွက်လာတဲ့ဆက်မှာကြည့်လိုက်မယ်ဆိုရင် ချို့ list တွေကတော့ information တစ်ခုဒီတစ်ခုတည်းပဲဒါပေမဲ့တချို့ list တွေမှာကျွန်တော်2လို့3လို့4လို့ပါနေတယ်အဲ့တော့အဲ့ဒီ information တွေကိုကျွန်တော်တို့ကမလုပ်တာလဲဆိုတော့ဟောဒီ coblo နဲ့လုပ်ပြီးတော့ number ပြန်စီပေးလိုက်တယ်နောက်ဆုံးထွက်လာတဲ့ number ဒီဘယ်လိုဖြစ်မလဲဆိုတဲ့အခါကျတော့ဒီလိုပုံစံဖြစ်မယ်ပုံမှန် unit အာ create intersection မှာတဲကြတဲ့ကောင်းလေးကတော့သူပါသူရှင်းရှင်းလင်းလင်းပဲပေါ်လာပြီးတော့တကယ်လို့တဲမကြတဲ့ကောင်းလေးကကျတော့အနောက်မှာ dash 1 dash 2 dash 3 dash 4 dash 4နဲ့သူဒီအာဒီ marking တွေကိုဖန်တီးပေးပါဦးเนาะဒီ marking တွေဟိုမှာနောက်ဆုံးအဆင့်တွေမှာကျွန်တော်တို့က set parameter value ဆိုပြီးတော့ column ရဲ့ကိုထည့်ခြင်းနဲ့ parameter ရှေ့ကိုတွားပြီးတော့ထည့်ပြီးတော့ဒီနေရာမှာဆိုတော့ကျွန်တော်တို့ကဘာကိုထည့်လိုက်တာလဲဆိုတော့ command ချက်အောက်ကိုထည့်လိုက်တဲ့သဘောပဲဒီနေ့ ਨੇ ဒီ script ကိုရေးထားတာပါเนาะဒီ script ဒီအတိကဟောဒီအထဲမှာဒီထွက်လာတဲ့ဒီ column location marking ကနေပြီးတော့ ကိုပေါ်ခြင်းနဲ့ marking ဖြစ်တာပို့အတွက်သုံးတဲ့ process လေးကတော့နည်းနည်းရှိတယ်ဒီနေရာမှာတော့ဒီ python script ကိုမသုံးညင်မှုဆိုရင် hari တဲက replace null တဲကတခုခုသုံးလို့ရတယ်တကယ်လို့များတို့ရဲ့ set မှာအဆင်ပြေမယ်ဆိုရင်ပေါ့နော်ကျွန်တော်ရှိမှကြတော့အဲဒီ clock swap ကို hari synthesize ပါအဆင်မပြေဘူးထင်တယ်အဲ့ဒီလိုမျိုးဖြစ်နေတယ်ဇာလံအဲ့ဒီ null ကို replace တော့ဖို့အတွက်ကပေါ့နော်အဲ့တော့စမ်းကြည့်ပေါ့ okay ဒါကတော့ပထမ script ကို ရှင်းပြတာပေါ့နော်အသေးစိတ်ရေးတာတော့ကျွန်တော်နောက်ပိုင်းကြုံလို့ရှိရင်တော့ပြန်ပြီးတော့ရေးပြပေးမယ်ဒီဒါလေးကိုပြီးရင် save ထားလိုက်မယ် yes no ဆိုတော့ထားပါတော့ yes ပဲထားပါတော့ okay ဒါဆိုလို့ရှိရင်နောက်ထပ်တစ်ခုအနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ update လုပ်မယ် pc information ကိုအာ column နဲ့ကရလာတဲ့ information နဲ့ပေါ့နော်ဒီကောင်ဆိုရင်ဒီလိုရှိမယ် ူတွေကြတော့ဘာလို့အမလဲဆိုတော့ကျွန်တော်တို့ဒီဟောဒီအဲ beam off note ရလို့အမယ်သူရလုပ်ငန်းစဉ်ကကြတော့ဒါဒီ user input တွေ user input မှာဆိုလို့ရှိရင်ကြတော့ဒါ column ကိုကျွန်တော်တို့က filter ကောက်ထုတ်လိုက်တာပေါ့နော် filter ကောက်ပြီးတော့ဒီဟောဒီ base level တန်ဖိုး top of package မှာပဲရှိနေတယ် column တွေကိုဆွဲထုတ်လိုက်တယ် ကျွန်တော်လိုက်ပြီးတော့ဒီ column တွေထွက်လာပြီပေါ့နော်ပြီးလို့ရှိရင်ဒါကတော့ foundation ပေါ့ foundation category ကနေ foundation element တွေထွက်လာပြီထွက်လာပြီဆိုတဲ့အခါကျွန်တော်မအဲ့ဒီ element ပိုင်းကက်ရဲ့ element location ကို get location နဲ့ယူလိုက်တယ်အဲ့ဒီတော့ရလာတဲ့နေရာမှာကျွန်တော်တို့က sphere လေးဖန်တီးလိုက်တယ် sphere လေးဖန်တီးပြီးတော့အဲ့ဒီ sphere နဲ့ကျွန်တော်တို့က element နဲ့မှာ element ဆိုတဲ့ element ကျွန်တော်ပါလဲဆိုတော့ခေါ်ဒီ column element ပေါ့နော် column element က element လာချိန်မယ် ဟော်ရီစပီယာကပိုင်းကက်ကနေပိုင်းကက်လိုကေးရှင်းကနေပြီးရလာတဲ့စပီယာဒီဟော်ရီဆော်လစ်ရှိသွားမယ်ပြီးလို့ရှိရင်သူကို element dot intersect solid ဆိုတဲ့ node ကိုသုံးမယ်အဲ့ node ဒီဘယ်မှာရှိလဲဆိုတော့အာဟော်ရီအာ beam of nodes မှာရှိတယ်သူကကျတော့သူရဲ့အောက်မှာရာဘာရှိလဲဆိုတော့အဲ့ဒီမှာ revel အောက်မှာအဲသူမှာ element အောက်မှာတင်တယ်အဲ့ဒီမှာဘာရှိလဲဆိုတော့ intersect solid ဆိုတဲ့ဒီ node ရှိတယ်ဒီ node ကိုသုံးတော့ဗောနော်အဲ့ကျတော့ဘာထွက်လာလဲမြေဆို solid intersection result ဆိုတာထွက်လာတော့ထွက်လာတဲ့ခါကျတော့မှအဲ့ဒီဟာကိုမှဘယ်ဟုတ်ထပ်သွားလဲဆိုတော့ result အောက်ကိုထပ်သွားတယ်အဲ့ဒီမှာမှ solid intersection result ဆိုတဲ့အောက်ကိုသွားပြီးတော့ဒီ intersection intersecting element ဆိုတာ ਨੇ ယူလိုက်တာပေါ့နော်ယူလိုက်တယ်ဆိုရင်သူဒီဘာထွက်လာမလဲဆိုတော့ဒီ intersection ဖြစ်တာကြီးထွက်လာမှာတော့ဒီ set ကိုခဏထားလိုက်ပြီးတော့ကျွန်တော်တို့ကအာ freeze လုပ်လိုက်မယ်ပြီးတော့ run ကြည့်လိုက်မယ်ပေါ့ဒီသူဒီ chain နဲ့ပေးရမယ် run နေပြီ okay အဲ့တော့ဒီမှာဟောဒီ balloon လေးတွေဒီပါလဲဆိုတော့ဒီ sphere လေးတွေဒီဟောဒီ bind bind cap တွေပေါ့နော်ဒီ foundation foundation တွေရဲ့ location မှာမူတည်ပြီးတော့ sphere လေးတွေဆွဲလိုက်တယ်ပြီးတော့အဲ့ sphere လေးတွေနဲ့ကျွန်တော်တို့ရဲ့အာ filter လောက်ထားတဲ့ column element နဲ့ကို intersect လောက်လိုက်တယ်အဲ့တော့ intersect ထွက်လာတယ် intersect result ပေါ့ intersect result ကနေပြီးတော့ element ထုတ်လိုက်တော့ element တွေဘယ်လိုထွက်လာလဲဆိုတော့ဒီလိုပုံစံထွက်လာတယ် အချို့အခြေအနေတွေမှာ0တွေဖြစ်တယ်အချို့အခြေအနေတွေမှာကျတော့ intercept ဖြစ်တဲ့ result တွေ hori spear နဲ့ intercept ဖြစ်တဲ့ family တွေပေါ့ဒါဆိုရင်ဒီ column ဒီဒီ spear နဲ့ intercept ဖြစ်တယ်ပေါ့ဒီနေရာမှာဆိုရင်တော့ intercept မဖြစ်ဘူးလွတ်နေတယ်အဲ့ဒါမျိုးပေါ့နော် intercept ဖြစ်တဲ့ list တွေထွက်လာအောင်အဲ့ဒီ list တွေကိုကျွန်တော်တို့ကအဲ့ရနေပြီးတော့ is empty နဲ့ hori level 2မှာရှိတယ် list ကနေဆွဲထုတ်လိုက်တဲ့အခါကျတော့ဒီမှာ true တွေ false တွေထွက်လာအောင်အဲ့တော့ဒါကို filter ဆွဲထုတ်လိုက်တယ် filter ပိုင်း boolean နဲ့ဆွဲထုတ်တယ်ပထမ list ကိုကြတော့ hori အာဘိုင်ကက်ဆိုတဲ့ foundation နဲ့ filter ကောက်ထုတ်ပြီးတော့အဲ့တော့ empty ဖြစ်တဲ့ true တွေဒီအင်ကိုသွားပြီးတော့ empty မဖြစ်တဲ့ဟာတွေဒီအောက်ကိုသွားတယ်ဗောနော်အဲ့ဒီအောက်ကိုသွားတယ်ဒါဒီဒီနေရာမှာထွက်လာတဲ့အောက်ဒီဘာဖြစ်မလဲဆိုတော့ WADCH watch နဲ့ကြည့်မယ်ဆိုရင် hori element တွေဒီ bucket element ဖြစ်မယ် ပြီးကုန်မယ်ဒီမှာ paste ချလိုက်မယ်ဟောဒီအောက်ဒီဘာဖြစ်မလဲဆိုတော့ column element နေဖြစ်မယ်မျိုးပါเนาะအဲ့တော့ဒီနေရာမှာဒါဒီ bucket element နေဖြစ်တယ်ဒါဒီ column element နေဖြစ်တယ်သူတို့ဒီဒီ1 to 1အဟမ်းတစ်ခုနဲ့တစ်ခုဟာဆက်ဆက်နေတယ်ပေါ့เนาะဒါကြောင့်မလို့ဒီကနေပြီးတော့ကျွန်တော်တို့ကထွက်လာတဲ့ information ကိုမှ column ကထွက်လာတဲ့ information အော်ဒီမှာအောက်ကနေပြီးတော့ဒါဆိုရင် column ရလာပြီเนาะဒီ column နေဒီ column နေရဲ့ ဘယ်ပါရာမီတာလဲဆိုတော့ဟောဒီ comment ဆို comment ဆို comment ဆိုတော့ mark ဆို mark ပေါ့ကိုကိုကို share လုပ်ခြင်းနဲ့ parameter information နဲ့ get parameter နဲ့ဆွဲထုတ်လိုက်ပြီးတော့ဒီမှာထွက်လာမယ်ကျွန်တော်ဒီမှာ level 1လို့တုံးတဲ့အကြောင်းရင်းညီဘာဖြစ်လဲဆိုတော့သူဒီ column ကြီးဘာဖြစ်လဲဆိုတော့သူဒီ sub list တွေထဲမှာရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီ level ကစားလိုက်တာတကယ်လို့ level နဲ့မကစားခြင်းဘာလို့လဲမထွက်လာတဲ့ဟောဒီ list အကုန်လုံးကို တို့က flatten လောက်ပါမှာဟုတ်နော်အဲ့တော့ flatten လောက်ချင်းလို့ flatten မလုပ်ချင်းကျွန်တော်တို့ကဒီ list level နဲ့ကစားလို့ရတယ်အဲ့တော့ထွက်လာတဲ့ information ကိုမှကျွန်တော်တို့ကဘာလောက်တာလဲဆိုတော့ hori ပိုင်ကက်ရဲ့သူတို့တို့နှစ်ခုဘာခေါ်မလဲဒီဒီအာ neighborhood element တွေပေါ့နော် neighboring element တွေပေါ့ neighboring element ဒီပိုင်ကက်နဲ့ neighboring element ဒီ column တွေ ီ column တွေက information ကို ဟောဒီပိုင်ကက်ရဲ့ကိုထည့်ကျင်တဲ့ information တွေကိုထည့်ပြီးတော့ set parameter value နဲ့လုပ်လိုက်တယ်ပြီးတော့မှထွက်လာတဲ့ result ကိုကျွန်တော်တို့ကကြည့်တယ်ပေါ့ဒါပဲ process ကတော့သူဒီအာရှေ့ကဟာလောက်မရှုပ်ထွေးဘူးတခုပဲသူဒီ beam off သုံးရတဲ့အတွက်ကြောင့်မလို့ဟောဒီ element.intersect solid ဆိုတာကိုထည့်သုံးပေးရတာပေါ့နော်အဲ့တော့ဒီဒီဒီနီးဒီကျွန်တော်တို့တခြားသော element တွေမှာလည်းတုံးလို့ရတယ်သူ ਨੇ အဲဆိုပါဆိုအာကျွန်တော်တို့အခန်းနှခန်းထဲမှာရှိတဲ့ element တွေလို့ပါလို့စသဖြင့်ပါနော်ဒါမျိုးတွေတုံးခြင်းလည်းတုံးလို့ရတယ်ပါနော် okay ဒါကတော့ကျွန်တော်တို့ column ထဲမှာရှိတဲ့အဲ parameter တခုခုက information ကိုပိုင်းကက်ထဲမှာရှိတဲ့ parameter တခုခုထဲက information ရှိကို share လုပ်တဲ့ process ကိုကျွန်တော်တင်ပြဆွေးနွေးသွားခြင်းဖြစ်တယ်အဲ့ဒါကြေလို့ machine နဲ့ရှိလို့ရှင်တယ်ကျွန်တော်က comment box ကနေမေးလို့ရပါတယ်ဒီ video လေးကတော့ဒီလောက်ပါပဲနောက် video ကြမှာပဲပြန်ဆုံကြမယ်အားလုံးပဲ bye bye ပါ